ဒီတစ်ပတ် MPL ရဲ့ပေရယ်မြင့်ပြီးတော့ coach အများစုတည်ပြီးဆော့ကြတဲ့ hero က Lucas Jangala Lucas Jangala ကိုမှ damage ဘေးနဲ့ထက်ဆော့တာကတော်တော်လေး OP တလို့အခုလိုမျိုး match man တကောင်ကိုတစ်ချက်ဆိုတစ်ချက် ဝင်လုံးပြီးတော့တီးပေးလို့ရတယ်ဒီကောင်စီကထွက်လာတဲ့ damage output ကတော်တော်များတာ MPL Philippines ရဲ့နောက်ဆုံးဝီမှာ liquid pH အနေနဲ့ aura ကိုထူးစီးနဲ့အနိုင်ရိုက်နိုင်ခဲ့တာကလည်း ဒီ hero နဲ့ပဲအားလုံးပဲမင်္ဂလာပါကျွန်တော်ခင်စီပဲဖြစ်ပါတယ်ဒီကနေ့ဗီဒီယိုလေးကတော့ Lucas Changla ကိုအသင်းကြီးတွေဘယ်လိုတွေတုံးနေကြလဲဆိုတာနည်းနည်းမြင်မြန်လေးပြောပြမယ်ပထမဆုံးအနေနဲ့နားလည်ထားရမှာက Lucas ဆိုတာသူ့ရဲ့ ultimate the beast form ရှိရင်အာလီတူမစ်ဂိန်းဘယ်ကောင်းမှ queue size ရမလို့ဘူး enemy ကဘယ်နှကောင်ပဲလာလာအကုန်လုံးကိုဝင်လုံးပြီးတော့အသင်းနဲ့တင်းဖိုင်လိုက်ချလို့ရတယ်အဲ့ဒီလိုပဲသူ့ direct line လိုနေသေးတဲ့အခါမျိုးတွေ အာထိမိတ်တုံးလို့မရတဲ့အခြေအနေမျိုးတွေမှာဆိုရင်လူကတ်စ်ကတော်တော်လေးဝိတလို့ဘာမှထူးထူးခြားခြားကြီးလှုပ်ပေးလို့မရဘူးဒီနေရာမှာတရားကြည့်မယ်ဆိုရင် ခုနကကာတီးစီအာထိမိတ်ပေးထားရတော့ဒီကောင်ကိုပဲဗတ်တယ်မှာဝင်လုံးပြီးအသေးလောက်တာသူကလည်းတစ်ဖက်ကိုဘာမှပြန်လှုပ်လို့မရဘူးအဲ့ဒါကြောင့်မလို့အကောင်းဆုံးကတာတဲ့တိုင်မင်တွေကြမှာပဲလူကတ်စ်အာတီကိုပေးကြံတဲ့အချိန်တွေဆိုလို့ရှိရင်တတ်နိုင်သလောက်အာတီ save ထားဒါပဲရှိတယ်တစ်ဖက်မှာလည်းတချို့အသင်းတွေက အဲ့ဒါကြောင့်မလို့ Lucas Ultimate မရခင် level 1 2 3တိုင်ပင်တွေမှာတဲကဒီကောင်ကိုအသေးလိုက်သည် aggressive shot ဒါမျိုးတွေလည်းရှိတယ်အဲ့အတွက်ကြောင့်မလို့ Midju ကိုအနေနဲ့0 minute တိုင်ပင်တွေမှာနည်းနည်းဖြဲပြီးတော့ shot ပေးတာမျိုးဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင် Lucas ရဲ့ jungle ပတ်တန်နဲ့လိုက်ပြီးတော့ buff ကထားပေးမယ်တစ်ဖက်က Lucas level 4ရတဲ့အထိမြင့်မှာပဲအထိုင်နေပေးမယ်စသဖြင့် shot တာမျိုးလေးတွေကပိုကောင်းတယ်နောက်ဆက်တစ်ချက်က လူကတ်ကရင် level 4လဲရှိတယ်။တာတဲ့တိုင်းမင်းအချိန်တွေမှာကြောက်နေစရာမလိုဘူး။ဒီဝိမှာ Falcon ရဲ့ Lucas ဘာလို့ဖေးသွားလဲဆိုတဲ့အဖြေကအဲ့ဒါပဲ။ Dash ကိုတိတ်ချကြည့်။ Red line လဲရှိနေတာ။တာတဲ့ကိုထုတ်တယ်၊ပြန်သွင်းတယ်၊လုံးမလို့လို့လုပ်တယ်။ပြီးရင် header ကိုကြောက်ပြီးတော့ထွက်ပြေးတယ်။အဲ့လိုမျိုးတွေစသဖြင့်မရေတရေပုံစံမျိုးတွေလုပ်နေတာ။ဒီအချိန်အတွင်းမှာပြန်ကြည့်မယ်ဆိုရင် Sanchez Berlin က Moscow Split Push ဘာညာနဲ့ရှုပ်ကုန်ရော။တစ်ဖက်က Liquid နဲ့ ဖယ်ကွန်ရဲ့အဓိကကွာခြားချက်ကအဲ့ဒါပဲကာတီးစီးရဲ့လူကတ်စ်ကကြတော့ဒက်လို့မဟုတ်ဘူးစလာရာနဲ့တာတဲကိုသွေးတဝက်လျှော enemy ကလာချလို့ရှိရင်ဖောင်ပြောင်းပြီးတော့အသေးလိုက်ချတာတဖက်ကမော့စကိုကသူ့ဘာသာတူ split ချင် split သူဂီယူမဆိုင်ဘူးရဲရဲလိုက်ချတယ်ကျွန်တော်အဓိကပြောချင်တာကအဲ့လိုမျိုး split ခံနေရတယ်ဆိုလို့ရှိရင်တာတဲကိုရဲရဲလို့ သွေးသွဲလျှော်တစ်ဖက်ကလာချရင်သိုးဆိုင်ပြည့်အချိန်ကြာကြီးဆိုင်တလူလူမဆိုင်တလူလူနဲ့စွဲနေလို့မရဘူးရရဲ့သိုးချနိုင်မှပဲအဆင်ပြေမှာလူကတ်စ်ကိုကိုချ်တွေအနေနဲ့ပုံစံမျိုးစုံနဲ့စော့ကြတယ် liquid ph ဆိုလို့ရှိရင်ရောမာကိုဖမ်းတဲ့ကာလီယာချောင်းဂျောဟတ်လို pick off ကောင်မျိုးတွေနဲ့ ehb ကိုကြတော့ glue phovius high loss အဲ့လိုမျိုးအထုံကောင်မျိုးတွေနဲ့တွဲပြီးတော့စော့တယ်ဒီမှာဆိုလို့ရှိရင်ကာလီယာက တကောင် pick off ပြီးဗတယ်စားဖွင့်တယ်လူကတ်ဘာညာနဲ့ဝင်လုံးတယ်ဂလူးကကြတော့စပယ်စားပေးတယ်မာပေးတယ်စသဖြင့်ပေါ့အဲဘတ်တို့အတင်းဆိုလို့ရှိရင်ပိုဆိုးတယ်ဂျောဟတ်ခါလီယာ pick off နှစ်ကောင်နဲ့အဲဘတ်ကိုပဲတည့်ပြီးတော့ဆော့တာဒါကတော်တော်လေး aggressive ဆန်တဲ့ pick လို့ပြောလို့ရတယ် ရတာတို့အနေနဲ့တော့လိုက်တော့မစော့နဲ့လက်ခင်ရောက်လို့ရှိရင်တော့တိုင်ပတ်မှာမာပြီးတော့စပယ်စားပေးမယ်အ ਨੇ ဆုံးတကောင်တော့ EXP မှာလိုအပ်တယ်တချို့အသင်းတွေကြပြန်တော့လေလူကတ်စ်ကို support နဲ့တွဲဆော့တာမျိုးလည်းရှိတယ်အာဂျူဆိုလို့ရှိရင်မက်တီတာလူကတ်စ်နဲ့ pick off khalia လို့កောင်မျိုးနဲ့တွဲဆော့တာမျိုးတွေပေါ့ဒါကိုလည်းကျွန်တော်ကတော့အရင်ကြီးတော့မကြိုက်ဘူးဆော့မယ်ဆိုလို့ရှိရင်တော့လူကတ်စ်က hero တော်တော်များများနဲ့တွဲပြီးတော့ဆော့လို့ရတယ်အိုက်တန်သွားပုံသွားနေခြင်းကတော့ဘရတာကိုတည်ရတဲ့အတိုင်းပဲ diffuse hammer အသေးလေးအရင်သွားတယ်ပြီးရင် war ace hunter strike အကြီးနဲ့ queen swing ဒီသုံးခုကတော့ basic item ပဲကျန်တဲ့နှစ်ခုကတော့ brother ကိုအဆင်ပြေတယ်လို့ defend သွားခြင်းလည်းသွားလို့ရတယ်ဒါမှမဟုတ် rose go ဘာညာကတ်လည်းအဆင်ပြေတယ်အဓိကက queen swing lucas ဆိုလို့ရှိရင်လက်ကိန်းမှာ defend ဘာညာတော့တိတ်မလို့ဘူးတော်တော်ကြီးကိုမာတာဒီမှာတေချာကြည့်မယ်ဆိုလို့ရှိရင် Queen Swing အဖတ်နဲ့တင်ကာတီးစီ survive ဖြစ်နေတာအကြ ాయి ပဲ Queen Swing ကတော့ကျွန်တော်အထင် Lucas နဲ့တော်တော်လေးကိုလိုက်တယ် item bait တစ်ခုပဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ရှုပေးတဲ့အတူတက်ရှင်းစတိုင်ကိုကျေးဇူးများ යි တပါတယ်ကျွန်တော်ကတော့ KC ပဲဖြစ်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြတာပေါ့ဘပိုင် Mobile Legends နဲ့ပတ်သက်တဲ့အကောင့်အကြောင်းတွေတွေကိုချင်းငယ် .org မှာပြုလုပ်လို့ရပါတယ်ချင်းငယ် .org မှာ Mobile Legends နဲ့ပတ်သက်တဲ့အကောင့်တွေအများကြီးရှိတယ်ကိုလိုချင်တဲ့အကောင့်ကိုကိုလိုချင်တဲ့ဈေးတန်းနဲ့ website ထဲမှာရှာလို့ရတယ် အကောင့်ရဲ့ information အကုန်ကိုလည်းဒီထဲမှာတခါတည်းပါပြီးသားပဲအကောင့်ရဲ့ information win rate စကင်ပါညာတွေကြည့်ရတာလည်းအရန်လွယ်ကူတယ်အဲ့ဒါအပြင်ဝယ်ယူမယ်ဆိုလို့ရှိရင်လည်းအပေါ်က Telegram Facebook Viber ကြိုက်တာကိုနှိပ်ပြီးတော့တွားပြီးတော့ဝယ်ယူလို့ရတယ်